ဖားလို့မရပါဘူးအတက်ကလေးဒီအချိန်မှာကျွန်တော်တကွာကောင်းအောင်ပြန်ကြဆိုင်ပေါ့နော်ကြံကြက်ကပြီးခဲ့တဲ့အချိန်ကကျွန်တော်တို့ဒီမှာလေ3လေး6ခွေစီနီယာတဲ့ပြုအောင်မှာအကြီးဆုံးစီနီယာကထိတ်အငယ်ဆုံးစီနီယာကခါအငယ်ဆုံးစီနီယာကခါအလတ်စီနီယာကအပိတ်ဆိုပြီးတော့သူ့အောင်မှာကျွန်တော်တို့က ုံရထွက်လိုက်ခဲ့တယ်။ဘုမဟုတ်ရန်ချင်းရင်2024လေးရစကွာလာဆိုတော့ကျွန်တော်တို့က6ဒီ2024ရကနန်းကိုကျွန်တော်တို့သုံးခွက်တော့ရွေးပေးခဲ့တယ်။တို့ဝင်မဲ့သူကအဲ့ဒီ2024လေးရကနန်းကိုပဲသူလောက်ချသွားတယ်။966ပေါ့နော်။966ကိုပြေးချသွားတယ်။အဲ့တော့သူ့ရအောက်ကိုပေးနေပြီစိုက်ကကျွန်တော်တို့က6 6ကနန်းလေးကနန်း660ကိုလိုက်တာ။သူက666နဲ့လောက်သွားတယ်ဒီ666နဲ့။အဲ့တော့သူ့အောက်ကိုလိုက်တဲ့669ကပြန်ကြပဲ။အဲ့တော့ကနန်းတို့ကနန်းဆိုရင်669နဲ့လည်းတည်ထားမယ်နော်။ အနန္တကုဏဆိုရင်ကျွန်တော်တို့က66နည်းလေးကတိထားမယ်ဒါပြောလို့မရ66နည်းကလည်းအကျွေးကျန်နေတာနော်66နည်းလေးတိထားမယ်အနန္တကုဏဆို66နည်းတိကကျွန်တော်တို့ဒီချာမီအဲ့တော့ကျွန်တော်တို့ကလိုက်ခဲ့တာကဒီ site လေးကျွန်တော်ကဒီဘက်ကိုကြာတော့ဖြစ်နိုင်တယ်ကျွန်တော်ရှံထွက်သွားပြီဆိုတော့ကျွန်တော်ကသုံးရထိုင်ပါလို့လိုက်ရတယ်ဆိုတော့အဲ့ဒီသုံးရထိုင်ကကြာနေစကြာစကြာနိုင်ရင်ကျွန်တော်တို့ကြာနိုင်တယ်ဆိုတော့က ဒီမှာဒါမှမဆိုင်ပေါ့နော်နံပါတ်ဆိုင်3 4 6လို့ခွေးတယ်ဒီမှာ3 4 6လို့ခွေးတယ်သူ့အကူစီနီယာကအကြီးဆုံးစီနီယာကထိပ်စီနဲ့အငယ်ဆုံးစီနီယာကခါဝင်ပြီးတော့အလက်ကအပိတ်ဒီမှာကလည်း3 4 6လို့ခွေးတယ်ထိပ်စီကိုထိပ်စီပေါ့နော်ဒါအကြီးဆုံးစီနီယာကိုထိပ်စီအငယ်ဆုံးစီနီယာကခါအလက်ကအပိတ်ဆိုရင်ဒီလိုပုံစံတူတာသူ့အကူလိုက်တဲ့ကနေကျွန်တော်တို့ကဒီဘက်ကို2024လေးရကျွန်တော်တုံရခိုင်အိုကေတာဘာကြောင့်တုံရခိုင်လဲဒီ3 4ကတကယ်နာမှာဒီနာမှာလာဖြစ်တာအဲ့ဒီ3 4ကိုယူဆလိုက်တဲ့အခွေက ဲ့ဒါနှစ်ဆက်မှကြီးကြီးနေ6တောင်6ကထဲ3ကပဲရှိတယ်။တဘောတရားကတော့6တောင်6လို့ထွက်တယ်။နောက်နေမှာ3တောင်ထွက်လိုက်ထွက်တယ်။ဒါကမွေးချင်မွေးထားဘူးနော်။ဒီမှာလည်း6တောင်6လို့6တောင်6လို့ထွက်ပြီ။ဒဲထွက်တာ။နောက်နေမှာ3တောင်ထွက်လိုက်ထွက်တယ်။အဲ့တော့ပြီးခဲ့တဲ့နေ့ကဂျားထဲမှာ6တောင်6ဒဲမထွက်ထားဘူး။အဲ့တော့6တောင်6လို့ဒဲထွက်ပြီ။နောက်နေမှာကျွန်တော်3တောင်ထွက်ရင်ဒီနေရာမှာကျွန်တော်ဖမ်းခဲ့တာ။အဲ့ဒီနေရာမှာကျွန်တော်ဖမ်းပြအောင်အကြောင်းလေးဆိုတော့ကျွန်တော်အငိုက်ကြပါလိုက်နေတယ် တိုင်းနာမနဲ့ချောက်လုံးမြောက်ချောက်ထွက်တယ်နဲ့သူက၃လေးကိုလို့ထောက်တာချောက်လုံးမြောက်နဲ့ပုံစံတူပဲနောက်နဲ့မှသူက၃လေးမှထွက်ပြီးတော့၃လေးကိုလို့ထောက်တာနဲ့တက်တော့နော်အဲ့တော့ဒီချောက်အဲ့လို၃လေးကိုလို့ထောက်တယ်ချောက်လုံးမြောက်ချောက်ကိုနောက်တစ်နေ့ကြောထွက်တာထွက်တော့ကျတော့ဘရိတ်ကိုဘရိတ်ကိုလို့ထက်တယ်ဘေးကိုထွက်တယ်သူ့နဲ့ဒီအကျင်ကိုက်ကအနန္တထက်ရကြမကြခင်ကိုဒီဘရိတ်ကိုကသူ့ရှိတစ်နေ့ကြောလာခဲ့တဲ့ဘရိတ်ကိုလို့ခံပြီးမှအဲ့ဒီအောက်ကနေထက်ရကြလာဒီချောက်လုံးမြောက်ချောက်နဲ့အဲ့ဒီချောက်လုံးမြောက်ချောက်ကသူ့ရှိတစ်နေ့ကြောက၃လေးကိုလို့ထောက်နေချောက်လုံးမြောက်ချောက် ဲ့လိုအဲ့ဒီနေ့ထဲမှာသူပါလာတယ်လေဆိုတော့3လေး6လာတယ်လေအဲ့3လေး6ကနေအခြေခံကိုတည်နေ3လေး5 6 0 8 9 10 11 12 13 14 14 15ခုပဲလေ3လေး6ပဲလေလိုက်ထွက်တယ်နော်ဒါကပထမဆုံး6လုံး6ဒီနေ့ထဲမှာ3လေး6နဲ့6လုံး6လိုက်ထွက်တယ်အဲ့ဒါနှစ်ကစီကိုဒီ9ခုခုနဲ့3လေး6ဖိလိုက်ပေးတာအဲ့ဒါမှာအဲ့ဒါကိုကျွန်တော်ကယူစားတာကလောက်ခါရအများကြီးပေါ့နော်ဂျားထဲမှာကျွန်တော်ကြော်ခွာလာတာမလိုပါသေးလို့ပေါ့နော်အဲ့တော့ အပ္ပစမရဲ့ပြီးဘူးနော်အဲ့တော့အဲ့ဒီ၃ကြီး၆တွေကိုဒီမှာသွားပြီးတော့ခွေလဲဆိုတော့ထားပါတော့အဲ့တော့ကျွန်တော်ခုနပြောမယ်ပေါ့နော်သူနဲ့အချိန်တိုင်းမှာဒီဒီ၃ည၄၉ကိုထောင်းနေထောင်းပြီးရနေဒီ၆ည၆ထောင်းနောက်တစ်နေ့ကျော်ထွက်ပြီးတော့သူကသူ့ရဲ့အချိန်တိုင်းမှာကနတ်ထည့်ပြန်ကြရတယ်ကြပြန်တယ်သူ့ရဲ့ဒီမှာငင်းကုန်မှာ၉၈၃၈ဆိုပြီးတော့၉၈၃ဆိုပြီးထည့်စီ၃လုံးလှဲရနော်ထည့်စီအမထည့်စီ၄လုံးလှဲတယ်အဲ့ရောအဲ့ဒီပြန်ကြမထည့်ရမကြခင်သူ့အပေါ်မှာခံခဲ့တဲ့ဘိတ်စကူကနတ်သူ့ရှိတစ်နေ့ကျော်ဘိတ်စကူကနတ်ဖြစ်တယ် ဒါက3.4ကိုပထမ6.6 3.4ကိုခါထောင်တဲ့အဲ့တော့ဒုတိယသူမဲ့ပုံစံလို3.4ကိုလို့ထောင်တယ်ဒီ3.5ပိုင်းလို့ပဲခဏနောက်တစ်နှစ်ကျော်ကိုထွက်တယ်ထွက်တော့ကျတော့သူကဘရိတ်ကိုဘရိတ်ကိုထက်တယ်ဘေးကိုထက်တယ်ထွက်တော့သူရဲ့ဘရိတ်ကိုဘရိတ်ကိုထက်ခဲ့လို့သူ့ရှင်းနေထဲကအဲ့ဒီနှစ်ထဲကဘရိတ်စကူကနန်းတကွာနောက်တစ်နှစ်ကျော်ကိုလိုက်ထွက်တယ်သူ့နဲ့အချိန်တိုင်းကိုလိုက်ထွက်တာဒီ3.4ကိုထောင်တယ်ရှင်းတစ်နှစ်ကျော်လာခဲ့တဲ့3.5ပိုင်းအချိန်တိုင်းကိုလိုက်ထွက်ပြီးနေသူ့နဲ့အချိန်တိုင်းကကနန်းကိုထက်ပြန်ကြတာကျတော့သူ့နဲ့အချိန်တိုင်းမှာ6 8 3 8ဆိုပြီးတော့ထိပ်စီလေးလုံးလဲ6 8 3 8ဆိုပြီးထိပ်စီသုံးလုံးလဲအလဲရာနဲ့ကျွန်တော်ယူဆလိုက်တာက ဲ့ဒီထဲမှာ346ပက်လေးရငါးခုခုနဲ့အချိန်တိုက်ကိုလိုက်ထွက်တယ်346ပက်လေးရငါးခုခုနဲ့အချိန်တိုက်ကိုလိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်ခဲ့တယ်ဒီ346တွေကကျွန်တော်ကဘယ်မှာသွားတော့ဆိုတော့သူကဒီမှာနှစ်နှစ်စက်လိုက်ထွက်တယ်နှစ်စက်တိုင်းလိုက်ထွက်တာလိုက်ထွက်တော့သူကရှင်းနှစ်ခွားလေးစောင်းလိုက်ထွက်တယ်ရှင်းနှစ်ခွားလေးစောင်းလိုက်လို့တယ်ဒီကောင်းတော့နှစ်ခါထွက်ထားတာပေါ့ဒါပေမဲ့ဒီကောင်းကိုယူလိုက်တယ်ဘယ်ကောင်းယူလို့ရတယ်346ကိုအဲ့ခါထောင်းနေမှနှစ်စက်တိုင်းပြန်လာထွက်ထားတာသူကရာဇဝင်ရှိတယ်ရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီခါထောင်းနဲ့346ကိုပြောတာနော်ဒီခါထောင်းနဲ့346ကိုတွေကအဲ့ဒါဆိုရင်ဒီ346ကိုတွေကထွက်ခဲ့ပြီဆိုတော့ ဒီ3 4 6ဒီကဒီနေ့မှလာခွေရယ်ဆိုတဲ့ဟာကိုကျွန်တော်ယူဆလိုက်တာ။ဘာကြောင့်လဲ?နှစ်ကပ်တည်းရှိလို့3 4 6ကယူဆလိုက်ဘလို့ဘာကြောင့်ယူဆရလဲဆိုတော့သူ့နဲ့14ပြင်းရောက်မှာတည်ခဲ့တဲ့ဒီ9 9ခုနေကိုဒီ3 4 6မခွေရင်သူ့ရှင်းနှစ်နှစ်ကျော်မှာကျူထွက်ခဲ့တာ။အဲ့ဒီ9 9ခုနဲ့နှစ်နှစ်စက်ထွက်တာ။ထွက်ထွက်တဲ့သူက9 9ရှိလို့ထောင်းမြာ။9 9ရှိလို့ထောင်းတာ။ထောင်းပြီးရတဲ့ရှစ်ထိပ်ယူထိပ်လို့ဒီလိုလှဲပြီးတော့သူ့ဘေးကကနေရှစ်ခုနှစ်ကိုပြန်ကြကစားတာ။ ဘယ်လိုပြန်ကြအောင်ပရိမိအောက်ကိုပြန်ကြကစားတယ်အဲ့ဒီပရိမိကသူ့အပေါ်ကိုချင်းရောက်ပါဝါထစီကစားခဲ့တဲ့ပရိမိအချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်ရောက်ကဒီ၉ထိပ်စီကို၉ထိပ်စီကို၉ပါဝါ၄ထိပ်နဲ့ပရိမိလို့ကစားတဲ့အောက်ကိုသူကပြန်ကြတာအဲ့ဒါကဒီ၅၉၈ဒီ၅၉ခုလို့ထွက်ပြီးတော့၅၉၈လို့ထောင်းနေ၈ထိပ်လို့ထိပ်လို့ကစားတဲ့ဘေးရ၈ခုနှစ်ကိုပြန်ကြတော့ပရိမိရဲ့အောက်ကိုပြန်ကြတယ်အဲ့အဲ့လိုပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒါကဒီပထမဒီ၆၆ ၃၄၉ထောင်နဲ့နှစ်ထရေ၃၄၆နဲ့အချိန်တိုင်းတည်ခဲ့တဲ့ငါးဘူးခုံအဲ့ဒါဒုတိယဒီမှာလည်း၃၄၉ထောင်နဲ့၆၃၆ထောင်နဲ့ပုံစံမျိုး၃၄၉ထောင်နဲ့နှစ်ထရေမှာ၃၄၆ငါးဘူးခုံဆို၁၄ပြည့်မြောင်မှာလိုက်တယ်တော့ဒီငါးဘူးခုံကလည်းအကွာဝေးပဲနှစ်နည်းစက်တိုက်ဖြစ်ခဲ့တာ ဟိုမှာကလည်းမင်းစက်လိုက်ပုံစံလူပဲဒါပေမဲ့ငါကိုရှိမထောင်ဘူးဒီမှာလည်းသူကပုံစံလူလာတော့ငါကိုရှိလို့ထောင်ပြီးရှစ်ထိပ်လူထိပ်လူကစားတာကစားတာနဲ့သူ့ရဲ့ဘေးက6နေ6ကို8ခုနှစ်လူပဲသူကဒီမှာ6နေ6ကိုသူကပြန်ကြကစားခဲ့တာကစားခဲ့တဲ့တော့သူကဗရိတ်နှစ်ရအောင်ကစားတယ်အဲ့ဗရိတ်နှစ်ကသူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်တော့မှတစ်ပါပါ6ထိပ်လူ9ချိန်တော့ပါပါထိပ်စီကစားတယ်ပါပါထိပ်စီကစားပြီးဗရိတ်နှစ်လို့ရိုက်တဲ့အောက်ကိုသူကဤကစားခဲ့တာဒီငါကိုခွန်ရှစ်ထိပ်လူထိပ်ပြီးရပါဒီငါကိုခွန် ငါကိုရှိလို့ထောင်နေရှစ်ထိတ်လူထိတ်ပေးရကောင်းဒါရှစ်ခုနဲ့ပုံစံတူအဲ့ဒီအကောင်ကြီးကဒီ36နဲ့အကျိန်ကြိုက်ပြီပေါ့ဗျာနော်36နဲ့အကျိန်ကြိုက်ပြီအဲ့ဒါပြီးတာနဲ့သူနဲ့သူ့ခြေကိုခြေပဲဒီငါကိုခုနဲ့အကျိန်ကြိုက်က36ကို36နဲ့အကျိန်ကြိုက်ကငါကိုခုအရင်ဆုံးထွက်တော့ဒီ14ပြင်ယောက်ကဒီငါကိုခုနဲ့ဒီနေ့3 4 5 6 9 10 11 12 13 14ပြင်ယောက်က463ကိုပထမဒီငါကိုခု9ကို8 9ကိုပြန်ကြရတဲ့ဒီငါကိုခုကနေနှစ်နှစ်ကျော်မှတနည်းနည်းနည်း3နှစ်4နှစ်ဒီကနေ4နှစ်မြောက်ကို36ဆိုပြီးလိုက်ခွေရ ဲ့ဒါဆိုရင်ဒုတိယကလည်းဒီ9ခုနဲ့အချိန်တိုက်တည်ခဲ့တဲ့ဒီ3 4 6 4မိနစ်နောက်က3 4 6ကိုလည်းသူကဒီ9ခုလိုက်ထွက်တော့နောက်နှစ်နှစ်ကျော်ဘူး၄နှစ်မြောက်နှစ်နှစ်ကျော်3 4 6ဆိုပြီးလိုက်ထွက်တာလိုက်ထွက်တော့သူ့အောက်မှာစီနီယံတည်တယ်သူ့အောက်မှာစီနီယံတည်တယ်အဲ့ဒီစီနီယံကနားနေကနားနေကဘယ်ဟာလဲဆိုတော့ဒီဗရိတ်ထက်တယ်ဗရိတ်ထက်တယ်ပေါ့နော်ဗရိတ်ထက်တယ်ဒီ3ညထွက်6ညဆောက်ဗရိတ်ထက်တယ်အဲ့ဒီဗရိတ်ဒီအနည်းအောင်ကတော့၄90နောက်တစ်နှစ်ကျော်ထွက်၄90ခါထောင်နဲ့၆00ကျော်နောက်တစ်နှစ်ကျော်ထွက်တော့ဗရိတ်ကိုရပြေထွက်ထောက်ပြနေတဲ့အချိန်ကမှထက်တယ် ပြန်ကြကနေထိုင်တယ်ထပ်တာနဲ့သူကနေတစ်ချိန်နဲ့ချိန်သုံးတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၅နှစ်နောက်မှာ၆၅တုံးပတ်လို့လိုက်ခွက်ပြီးတယ်အဲဒါဆိုရင်ကျွန်တော်ကဒီမှာဒုတိယကဒီထည့်ရပြန်ကြရဲ့အကောင်လုံး၅နှစ်ပါတနည်းသုံးလေး၅၅နှစ်နောက်မှာ၃၆၅အပတ်လို့လိုက်ခွက်တယ်တူထောင်မှာစီမံတယ်တူထောင်မှာစီမံတယ်ပထမ34ကိုခါထောင်နဲ့636နောက်တစ်နှစ်ကျော်ကိုထွက်ပြီးတာနဲ့ထည့်ရပြန်ကြပြန်ကြပြန်ဒီထည့်ပြန်ကြရတယ်၅နှစ်ကို၅နှစ်မြောက်မှာ356ပဲလိုက်ထွက်တယ်အဲ့356ပဲလိုက်ထွက်ပြီးရတယ်သူ့ဆောင်မှာစီနီယံတဲတယ်စီနီယံတဲတော့သူကဒီ1395လို့ဆောင်းထိုးတာ အဲ့ဒီ၈၃၅လို့စောင်းထိုးတယ်အဲ့ဒီ၈၃၅လို့စောင်းထိုးရတဲ့အကြောင်းကြီးကအဲ့ဒီကစားခွက်ထဲမှာ၂၅ခု၈၃၅ဆိုပြီးဒီလိုအပင်းကြောပုံမှန်ဒူပေါ်တော့ရက်ချက်ကစားခဲ့လို့ဒီ၈၃၅အဲ့ဒီနေရာမှာ၈၃၅လို့စောင်းထိုးပြီး၈၃၅လို့ပြန်စောင်းထိုးလို့၃၅၆နဲ့အခြေကိုစောင်းထိုးတယ်အဲ့ဒီရဲ့ဒီဘေးမှာစီနီယံတည်တယ်အဲ့ဒီစီနီယံကဏ္ဍကအဲ့ဆိုလည်းသူ့ရဲ့နာမည်ထဲမှာလည်း၃၅၆ပဲလိုက်ထွက်တယ်ထွက်တော့လည်းသူကစီနီယံတောင်းမှတည်တယ် ထဲပြီးရတယ်သူ8395လို့ဆောင်းခိုးတယ်ဒီမှာအပေါ်မှာနေထိုးတာအဲ့ဒီအပေါ်မှာနေထိုးတာအဲ့ဒီ8395ကဒီမှာအောက်မှာလာဖြစ်ထားတာ895နဲ့8395ဒီလိုအချိန်ကရိုက်ထားတယ်895နဲ့8395ဒီလိုအချိန်ကရိုက်ထားတယ်အဲ့လိုကြတာအဲ့ဒီ8395လေးကိုသူကဒီ895နဲ့កောင်းလေးကိုတနည်းနည်းသုံးနည်းလေးနည်းလေးနည်းမြောက်မှာ8395လိုက်ထွက်တယ်395လို့ပြန်ထောင်းတယ်အဲ့တော့ဒီဒုတိယကဲ895နဲ့ဒီ8395ထောင်းပြီးရတယ်သူကနောက်နှစ်နှစ်ကျော်မှာလေးနည်းမြောက်မှာ8395လိုက်ထွက်တယ်395လို့ပုံစံလိုပြန်ထောင်းတယ် နော်ပုံစံလူတုံးနေငါလို့ပြန်ဆောင်တယ်ဖြည်းစုံလို့ပြန်ဆောင်လို့လေပြောမယ်ဆိုရင်အများကြီးပေါ့တော့ဒါနှစ်ကက်ရှင်းသွားတာပေါ့ကလနာအစကလေးနဲ့အဲ့ဒီတော့ဒီ356855ဆောင်းထိုးတဲ့ဒီ share senior ကဏန်းကိုဒီ36ခွေတဲ့အောက်ကိုသူကလာပို့တာပို့တော့သူကအကြီးဆုံး senior ကထိတ်အငယ်ဆုံး senior ကခါလက်ကအပိတ်နဲ့ဝင်လာအဲ့ဒါဆိုရင်အဲ့ဒါကဒီ356855ဆောင်းထိုးတဲ့36ဆောင်းပါကောအဲ့တော့သူ့ရဲ့နောက်နေထဲကဒီ6ခွန်ကလည်းဒီတိုင်းပဲ356လေးဆောင်း756လို့ဆောင်းထိုးအဲ့ဒီ6ခွန်ကလည်းဒီမှာလည်းသူကရှင်းအောင်နော်6ခွန်ရှင်း 6ခုနောက်နေမှာ6ခုခုအခုဒီမှာကလာကြတော့ကျတော့3 4 6လို့ခွေတဲ့အောက်မှာ6ခု6ပဲလဲလာဖက်တယ်လို့ဒီမှာလည်း3 4 6လို့ခွေတဲ့အောက်မှာ5ခု6ပဲလဲလာဖက်တယ်အဲ့အဲ့ကျတော့လေသူကလည်းဒီမှာအကြီးဆုံးစီနီယာထဲကိုအကြီးဆုံးစီနီယာထဲအငယ်ဆုံးစီနီယာကိုခါအငယ်ဆုံးစီနီယာကအပိအလက်စီနီယာကိုအပိအလက်စီနီယာကိုအပိကိုထည့်တာထည့်တဲ့ကဏ္ဍရဲ့အောက်မှာကြတဲ့ကဏ္ဍဟာ6တော့6ပဲ8 7 8 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90ဒီလိုလေးတွေလို့အဲ့ဒီလေးတွေဇာတ်ရည်လေးရှိသေးတယ်မလိုအပ်လို့ကျွန်တော်ပြလေးဘူးပေါ့နော်နှစ်လေးတွေလို့ ခါလေးတဲ့နောက်ပိတ်သုံးလုံးလေးတဲ့အပေါ်က6လုံး6ခုထည့်သွားတယ်အဲ့ဒီအောက်နော်အဲ့ဒါရင်6လောက်ဘူးနေတယ်အဲ့6လောက်ဘူးကိုသူကပုံရထည့်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာသူကဒီ link တစ်နှစ်လို့လဲတဲ့အပေါ်က6ပုံရ6ခုထည့်ခဲ့တယ်လို့သူကနောက်နှစ်မှာဆိုတော့နောက်နှစ်ချက်ရပဲ link တစ်နှစ်လို့နောက်ပိတ်သုံးလုံးလဲတဲ့အပေါ်က9669ထိပ်စီရကားဝင်ပြီးတော့6669ဆိုပြီးတော့သူက တိကြာကြီးထည့်သွားတာအတိကြာကြီးထည့်သွားတာနှစ်နှစ်ဆက်ဒီကလည်းဒီကလည်းနှစ်နှစ်ဆက်အဲ့လိုထည့်သွားတာထည့်သွားတဲ့အောက်ကိုလိုက်တဲ့ကနာပြန်ကြထည့်သွားတဲ့အောက်ကိုလိုက်တဲ့ကနာပြန်ကြနော်အဲ့ဒါဆိုရင်ပြန်ကြတာကျွန်တော်ပြီးခဲ့တဲ့နေ့ကအဲ့ဒီ6နှစ်6မှာမမာထဲမှာအဲ့6 6နှစ်လောက်မှာမမာထဲမှာပါပြန်ကြဆိုပြီးအောင်မယ်နော်ဒီလိုင်းကနေအတွင်းနဲ့ဒါပေမဲ့ဒီဘက်ကလည်းပြောခဲ့တယ်အရန်ထဲမှာဖြစ်သွားတာအဲ့6 6နှစ်ကအရန်နဲ့ပေါ့နော်အဲ့တော့6ခု6ခု10ခွဲလဲဒီဒီနေရာမှာခွာလဲ6ခါ3ပြင် စက်လိုက်အဆင်းဆိုကျွန်တော်တို့ကဒီကိုလီကူးနဲ့ကိုတုံညာလေးနဲ့ဒီလိုသုံးမင်းစက်လိုက်အဆင်းဆိုကန်လိုက်တာပြန်ကြတော့မဟုတ်ပါဘူးနော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာကန်လိုက်လဲဆိုတော့ဒီနေရာမှာကြားတဲ့ကဏ္ဍအခွာဟာ6တုံညာ6ခါသုံးမင်းဆင်းသွားတာပဲဆိုမြသူတို့ပြန်ကြမပါဘူးလဲစားသွားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့6ခု6ခါအဲ့တော့ဟိုမုံတိုင်းပေါ့နော်မူရင်းကြီးပဲအဲ့တော့မူကြီးရေကြီးကြီးရေကြီးကြီးရပါနော်မုံများပြီးရေကြီးတော့အဲ့တော့အဲ့ဒီအောင်မှာပြန်ကြပဲ6 6နဲ့ကဏ္ဍတူကဏ္ဍဆို6 6နဲ့ပဲနော်ကဏ္ဍတူကဏ္ဍတူတတိယအဲ့ဒါဆိုရင်ကျွန်တော်ကပြီးခဲ့တဲ့နေ့က ကလင်နာမှာတုံးကက်ကိုသူကျွန်တော်အဲ့အပြေကိုအောင်ခဲ့လို့ကျွန်တော်ဒီကျွန်တော်ပြန်မိလိုက်ပါနှစ်ဦးမှာခွန်ကုန်းလုံးလောက်တွေ့တယ်ပေါ့နော်တွေ့ပြီဆိုရင်အဲ့ဒီနေ့ထဲမှာကျွန်တော်ပြခဲ့ပါတယ်ပြည်ညံပပလက်မှာတုံးညာခွန်ကုန်းကိုခါတော့တယ်အစင်ခါတော့တုံးတော့ပစ်တုံးညာနက်ခတ်ပေါ့နော်ခွန်ကုန်းဆိုတုံးညာခခွန်ခါဖြစ်လို့ခွန်နက်ခတ်တုံးညာဆိုပြီးတော့ခါတော့တုံးတော့ပထမဆုံးတုံးညာလို့ဖြစ်တယ်ဒုတိယညာခါတော့တုံးတော့တုံးညာဒီမှာဖြစ်တယ်အဲ့ဒီအောက်မှာပြန်ကြလင်းကနေ ဲ့ဒီဒုတိယဒီမှာခွန်ကိုးလို့နောက်ပဲဖြစ်ပြီဆိုတာနဲ့ခွန်ခါကြောင့်သူကခွန်နှက်ခတ်ခါတော်တော်တုံညဒီမှာပထမဆုံးတုံညဖြစ်ပြီမဖြစ်သေးဘူးဒီမှာဒုတိယမြောက်460ခါတော်တော်တုံညအဲ့ဒီအောက်ကထွက်တဲ့ခဏပြန်ကြပြန်ကြနော်အဲ့ဆိုရင်ကျွန်တော်ကတတိယကဒီမှာခွန်ကိုးလို့နောက်ပဲဖြစ်တယ်ခွန်ခါကြောင့်ခွန်နှက်ခတ်ဒီမှာတုံညနော်ဒုတိယမြောက်ခါတော်တော်တုံညဒီမှာမှနော်ခြားထဲမှာမဖြစ်ဘူးအဲ့ဒီအောက်မှာ669နှစ်အဲ့ဒီဆိုင်ကြမိခင်နေနေက669နှစ်မမထဲမှာရန်ကန်အောင်နေနော်အဲ့တော့669နှစ်ပြန်ကြ အဲ့ဒီဒီနှစ်မှာကျွန်တော်ဒီအပွဲကိုခြေတော့ခဏနေတော့ဒီရလေးပြန်နှွေးရင်းနဲ့ကလင်နာအောင်လေးကြည့်တော့ကိုခါးရလာခင်ပြန်ရက်ကင်လေဆိုကိုခါးကြီးတကယ်လာလာဘာလို့ကိုခါးလို့တွေးလိုက်လဲဆိုရင်ဒီအနီးကနှစ်ပြတ်မှာကျတော့တုံညာနှစ်ရှစ်ပတ်လည်နဲ့ပထမဆုံးခါးတော်တော်တုံညာလာဖြစ်တာအခုဒီမှာကျလည်းတုံညာနှစ်ရှစ်ပတ်လည်နဲ့ခါးတော်တော်တုံညာလို့လာဖြစ်တာလာဖြစ်ပြီဆိုတော့အဲ့ဒီကောင်းနေဒီရှစ်ကနေအောက်ဆုံးတုံညာဖြစ်ခြင်းအောက်ဘက်ကနန်းကနေ1 2 3 4 5 6 9 10လေးခါးလို့လာဖြစ်လို့ လေးခါလုံလာထဲလို့လေးခါနဲ့ခါတော့တော့၃ညဖြစ်သွားမှာလားအဲ့ဆိုဒီကောင်ကနေဒီနေ့၃၄၅ဒီမှာလေးခါဖြစ်တယ်သူမဖြစ်ဘူးဒီနေ့၃၄၅၆ခု၈ခု၉ခုချိန်ရောက်မှာသူကလေးခါလုံလာဖြစ်လို့လာဖြစ်လို့အားကြောင့်၉ချိန်ရောက်မှာလာဖြစ်လေဆိုတော့ကျွန်တော်ကနောက်ဆုံးတုန်းကမှာကသူက ဒီခါတော့လုံးလုံးတုံညာလို့ဖြစ်တာ ਨੇ သူကတစ်ချိန်ဒီကနေပေါ့နော်အောက်ဆုံးကနေတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်8ချိန်၈ချိန်9ချိန်ရောက်မှာ9ချိန်ရောက်စင်ပြီးတော့9ပါပါလေးခါနဲ့စတယ်ပြီးတော့ခါတော့လုံးလုံးတုံညာဖြစ်တာအဲ့ဒီတော့မှပြန်ကြအဲ့လိုယူဆလိုက်တာအဲ့လိုကျွန်တော်ဒီမှာနောက်ဆုံးကတ်မှာကြတော့သူကပထမဆုံးစဖြစ်တယ်သူဖြစ်ပြီဆိုရင်လည်းသူကဒီအောက်ဆုံးကနေကနေ9ချိန်စင်တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်8ချိန်၈ချိန်9ချိန်ရောက်မှာလေးခါလို့လာဖြစ်လို့ ခါတော်တော်တော့ပုံရဒုတိယမှာပုံရဖြစ်ပြီးတော့ပြန်ကြပထမနဲ့ကမှ၄၆နဲ့၄၆နဲ့နှစ်တန်းနဲ့ပြီးရင်ခွဲပြောတာနော်ပြန်ကြပြန်ကြဆိုပြီးတော့ကပ်ပြီးရှိတာတော့20ဖြစ်ချင်းနဲ့လောက်ပြီဒါဆိုရင်ဒီကြတော့ပြီဖြစ်တဲ့ချိန်မှာလည်းသူက၄၆နဲ့၄၆မှာကသူက6နှစ်ခတ်9နဲ့3နှစ်ခတ်ခွန်ကိုဒီမှာခွန်9နဲ့လာပြီးရဖြစ်ထားတာနော်သူရဲ့အုပ်စုကဏ္ဍနဲ့အဲ့ဆိုရင်ကျွန်တော်ကဒီ20လုံးလေးလာထောင်တယ်ဒုတိယကဏ္ဍတရားကကို1 2 3 4 5 6 9 8 9ချိန်တော့မှ4နှစ်ပေါ့နော်နှစ်နှစ်ခါပေါ့နော်နှစ်ခါအဲ့တော့နှစ်ခါဆိုတာကဒီခွန်ရဲ့ပါဝါနှစ်ဆိုရဲကဏ္ဍကိုညှိနေတယ်သူက နှစ်ကြိမ်ကြောင်းသူ့ရဲ့နှက်ခါခါထောင်တုံလုံးတုံညာခါထောင်တုံလုံးတုံညာဖြစ်ချင်းအောက်မှာပြန်ကြနော်နေဦးခွန်ခါကြောင့်ခွန်နှက်ခါခါထောင်တုံလုံးတုံညာခွန်ပါပါနှစ်ဖြစ်ချင်းကြောင်းနှက်ခါမြောက်ခါထောင်တုံလုံးတုံညာရဲ့အောက်မှာပြန်ကြနေဦးမှာခွန်ကိုးနောက်တွဲလို့ခွန်ခါကြောင့်ခွန်နှက်ခါတုံညာခွန်ပါပါနှစ်ဖြစ်လို့နှက်နှက်ခါမြောက်တုံညာဖြစ်ချင်းရဲ့ခါထောင်တုံလုံးတုံညာဖြစ်ချင်းရဲ့အောက်မှာပြန်ကြဒီမှာလည်းဒီတိုင်းပဲခါတော်တုံလုံးတုံညာဖြစ်ချင်းနှစ်ခါရဲ့အောက်မှာ66နှစ်ပြန်ကြခါတော်တုံလုံးတုံညာရဲ့နှစ်ခါဖြစ်ချင်းရဲ့အောက်မှာ ီနေရာမှာပြန်ကြပြန်ကြမှာပြန်ကြအတိုင်းနေနော်ပြန်ကြကြတယ်ဆိုရင်ထိုးမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါကပြန်ကြဆိုကျွန်တော်ပြန်ကြရတဲ့ကောအုံးပါနော်ဒီမှာဒီကောင်အုံးပါဒီတစ်ပတ်ကမှန်ပါလိမ့်အဲ့ကွဲကောင်းဝဲခြင်းနဲ့လူကြီးလေကျွန်တော်ဒီ36လုံးကပြန်ကြထုတ်ပြီးတော့ခေါ်ရောက်လာပဲเนาะ36လုံးကလည်းဒါရှော့အောင်သွားတယ်เนาะ36ကအဲ့တော့36 36ကအဲ့အာအောင်သွားတယ်အဲ့တော့မဝင်နိုင်တဲ့လူကပြန်ကြဖို့ကြိုက်တာထုတ်အဲ့တော့ကျွန်တော်ကဒီတစ်ပွဲကိုတစ်ပွဲကောင်းကြိုက်တဲ့လူတွေအတွက်က အာတော့ပြန်ထူရမယ်နော်အာတော့ထူထူရမယ်အဲ့တော့ပြန်ချ organize ထုတ်ပါမယ်နော်ဒါကပြန်ချကြိုက်ရဆိုရင်ကျွန်တော်စီကနေကြိုက်ရင်ဒါတစ်ချိန်စာတစ်တောင်းဝဲပေါ့နော်အဲ့တော့အဲ့ဒီအောက်ကိုပြန်ချကိုအဲ့ဒီထဲမှာကျွန်တော်လက်ဆောင်ခဏပြောခဲ့နေတယ်ဒီခွန်ကူတွဲတဲ့နေမှာကျွန်တော် YouTube channel မှာတင်ထားတယ်နော်ရှစ်နှစ်နှစ်ကြာခဏကပြန်ချရေကစားတယ်ဆိုတော့ဒီချိန်ပြန်ချမှာပြန်ချဆိုရင်ဒီမှာ၄၃၈လေတော့ရှိသူကဒီလိုရိုက်ခဲ့တာကျွန်တော်အဲ့ကလင်နာအဟောင်းလေးရှိရတယ်ခဏလေးရှာလိုက်အောင်နော်ခဏလေးပြန်ထားမယ် ေးဟုတ်တာပေါ့ဒီချိန်မှာတကယ်တမ်းပြောမယ်ဆိုတော့96ဟောအကောင်းဆုံးပေါ့သူ့ရဲ့ site လေအဲ့လိုမရိုက်သေးဘူးလေဒီမှာခွန်ကိုလို့နောက်ပဲပြီးလွေးပြီးဆိုရင်အဲ့ဒီနေ့ထဲမှာဒီကနေ့ပြန်ကြဒီလိုကစားနဲ့ကစားခွင့်နဲ့သူနည်းနည်းကပ်ပြီးရှိလိုက်ရင်တော့လောက်တယ်သူ့ရဲ့ပြီးကတစ်ချိန်နှစ်ချိန်သုံးချိန်ဆောင်းစင်းပြီးဒီလိုရိုက်တာအဲ့ဒီကနေ့ပြန်ကြရတယ်နော်အပေါ်မှာထွက်ပြီးသားကနေပြန်ကြနေတယ်အဲ့ဆိုရင်အဲ့ကျွန်တော်တို့ဒီမှာ ဒီမှာ तू อ่ะအချိန်ကြီးရတယ် तू อ่ะတစ်ချိန်တစ်ချိန်သုံးချိန်ဒီမှာကျတော့ तू อ่ะကိုခုရှိတစ်ခွက်ရှိတယ်ကို6 6ခု6တစ်ခွက်ရှိတယ်အဲ့ဒီမှာ तू อ่ะဒီတစ်ခွက်တစ်ခွက်နှစ်ခွက်သုံးခွက်ပေါ့နော်၄ခွက်၅ခွက်ရှိတယ်ဒီလိုရိုက်သွားရင်ဘယ်လိုလုပ်မလဲဆောင်းတာပင်းနှစ်ပင်သုံးပင်သုံးပင်ရေးပီးစင်းပင်းရေးကိုကိုညာကူပြီးတော့ကစားမယ်နော်အဲ့တော့၅ခွက်ရှိတယ်ရှင်းနေနေကြွားကနေမဝင်နိုင်တဲ့လူကအဲ့ဒီကထွင်းထိုးကျွန်တော်တို့ကတော့ကောင်းရွေးချတယ်ဒါကကျွန်တော် ဖြစ်နိုင်ရရှိတဲ့ကဏ္ဍနဲ့ခြားတယ်ခဲ့တာသူဒီခုံကုန်းတော်တွေနဲ့နေမှာတစ်ချိန်တစ်ချိန်သုံးချိန်ပြီးအဲ့ဒီကဏ္ဍနှစ်ခေါက်ထွက်ဆိုသူ့အပေါ်မှာ6ခေါက်ချက်ထွက်သွားပြီးအဲ့ဆိုရင်ဒီကဏ္ဍနဲ့သူက6ခေါက်ချက်လိုက်သွားမလားဒါနော်တစ်ချက်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဆောနာကဒီမှာ3 4 6လောက်ခွေတယ်စီနီယာလို့တည်တယ်တည်နေအောင်မှာ6အခွာရိုက်တယ်အဲ့ဒီကောင်ကနှလုံးပြန်ဆင်းပြီးတော့ဝမ်းချင်းနဲ့ပြန်ကြလောက်ခါတာအဲ့ဆိုရင်ကျွန်တော်ကဒီမှာ3 4 6လောက်ခွေတယ်စီနီယာဆောနာကဆက်မှာတော့6အခွာရှိ22နှစ်လောက်ပါလားကနပုံစံလူလေးပြီးတော့လေပြီးသွားတဲ့အတွက်ကြောင့်ဒီကောင်6အခွာနှလုံးပြန်ဆင်းပြီးတော့ဒီကောင်က6အပုနဲ့ပြန်ချဆို6 6နဲ့6 6နှစ်ပတ်ပဲရှိတယ် နော်ကြိုက်တယ်ဆိုရင်ပြောပြတာအဲ့ဆိုရင်ကျွန်တော်တို့ကဒီကိုးခုံလို့ဖြစ်တာ ਨੇ သူကတစ်ချိန်တစ်ချိန်သုံးချိန်သုံးချိန်စီမေးရကနအပွားပြန်ကြနှစ်ခါထွက်ပေါ့နော်အဲ့ဒီမှာခုံကိုးလို့ပြောပြီးဆိုတဲ့ကစားကုတ်ကတစ်ချိန်တစ်ချိန်သုံးချိန်သုံးချိန်ပြီးမကစားကုတ်တီလို့ပါလာတယ်ပါလာပြီဆိုတာ ਨੇ အဲ့ဒီကနနှစ်ခါထွက်တာဒီကောင်းတော့အောက်ကိုပြန်ကြခဲ့တာပြန်ကြခဲ့လို့သူက6ကိုးအတွင်းအောက်ကိုပြန်ကြထားတယ်နော်ဒါနှစ်ကတ်နှစ်ကတ်စီချိန်ပေါ်မှာကြောက်အဲ့တော့ခုံကိုးလို့တွဲပြီးတွဲပြီးဆိုတာ ਨੇ သူရဲ့နှစ်နှစ်ကြာတနည်းတစ်ချိန်နှစ်ချိန်သုံးချိန်သုံးချိန်ဆင်းပြီးမခွန်လေးချောက်အပေါ်ကပြန်ကြအခုဒီမှာလည်း၄ချောက်တယ်လို့လာထောင်ကြီး၄ချောက်တယ်လို့လည်းထောင်တယ်လား၆ငါးလေးလို့လည်းခါထောင်တယ်ဗျာဟုတ်လားအဲ၆ငါးလေးလို့လည်းထောင်တယ် ်ခါးလေးခါးလုံးလုံးတုံညာရအောင်ပါ။ဒါ6ခါးလေးလို့ထောင်တယ်လေသူကမှခါးလုံးလုံးတုံညာ၊လူညာလေး၄ရတယ်။အဲ့အဲ့တော့အမှားသူကဒီ666ကိုအချိန်တိုင်းရိုက်သွားရင်လေဒါကောင်းတာ၊ကောင်းနေတာပဲ။အဲ့ဆိုရင်ကျွန်တော်ကဒီမှာကုန်ကုန်းနောက်ပဲပြီဆိုတော့လေအဲ့ဒီနေရာမှာတစ်ချိန်တစ်ချိန်တုံးနေစင်းရပြီးရန်ကြ။ဒီကုန်ကုန်းနောက်နေနေကျွန်တော်ရတဲ့နေရာလေးရပြီးပြီနော်။ဟုတ်ကဲ့ပါ။ထိုင်းရနေဆိုရင်150ပါနော်။တစ်ချိန်စာတုံးနေစာပဲလေးရပါ။နောက်နေ့တစ်ချိန်ဆိုရင်ညီမပြရဆိုနေသိမ့်ပါနော်။ဒီလက်ကျန်အချိန်အခါမဲ့အလကားပေါ့။နေ့စာမလာဘူးလေနေသိမ့်တယ်။ ထိုင်ရနေဆိုရင်ဘယ်နဲ့ထောင်မလဲနော်နှစ်ဆက်မှာလာဝင်လဲနှစ်ထောင်ပဲအခုချိန်မှာဝင်လဲအခုလက်ကျန်ဘယ်နှကျန်လဲ6ကျန်ကျန်5ကျန်ကျန်လက်ကျန်5ကျန်မှရမယ်ပေါ့နော်လက်ဆောင်ရမယ်နှစ်ဆက်မှာလာဝင်လဲနှစ်သိန်းပဲအဲ့တော့တစ်ချိန်ကကြတော့ပတ္တိယ50ညီမပြည့်လို့တကောင်းပွဲ၃ကျန်စား၄တော့ထိုင်ရဆိုရင်ပတ်ပတ်လေးရပါနော်အဲ့ဒီလိုမျိုးကစားပွဲဆိုရင်ကျွန်တော်ကဘာတွေကနန်းနေရှိတယ်ဆိုတော့နောက်တစ်ခုနောက်တစ်ချက်ပြောဦးမယ် ကလင်နာမှာကျွန်တော်ဒါကနှစ်ကက်စီခွဲဆော်တော့ကျွန်တော်ငါးတုံများတုံမှာဒီ site လေးကနေအထောက်ကူနဲ့ငါးတုံများတို့ပြီးတဲ့နေ့ကမှဘာလို့မှတက်အောင်ရပြီ။ဘာကြောင့်လဲခွန်ငါးခွန်ငါးကလင်နာမှာတုံကက်ရှိတယ်။ဘာလို့နှစ်ကက်နဲ့ခွဲဖမ်းလိုက်လဲဆိုတော့တုံကက်အမြင်ကြတော့တုံကက်အမြင်ပေါ့နော်။ခွန်ငါးခွန်ဖမ်းတယ်။ခွန်ငါးခွန်တဲ့တုံကက်ကိုတူတော့မပါဘူးနှစ်ကက်နဲ့ထောက်ထားတယ်ဆိုတော့ဒီကနေ့တစ်ချိန်နဲ့ချိန်၊သုံးချိန်၊လေးချိန်၊ငါးချိန်၊၆ချိန်၊ခုနှစ်ချိန်၊ရှစ်ချိန်၊ကိုးချိန်၊ဆယ်ချိန်၊ဆယ်တစ်ချိန်၊ဆယ်တစ်ချိန်ယောက်ကကနာဒီလိုရိုက်ဆိုတော့တခြားဖက်ဆက်လက်ရှိလို့ပေါ့ဗျာနော်။တခြားဖက်ဆက်လက်ရှိလို့ဒီလိုလေးဖြစ်စေရှိရဲဆိုတော့ထောက်ပြပေးပြီ။အဲ့တော့ကျွန်တော်ဒီမှာခွန်ငါးခွန်လို့ဒီမှာထွက်ပြီ။ ပါဝါနက်ခတ်ပိုင်းထောက်ပြီးထောက်ပြီးဆိုလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်၁၁ချိန်မြောက်က၅၃ကျပြီးလို့ထွက်ဆိုပြီးခဲ့နေတာကျွန်တော်တို့ငါးသုံးညတုံးမှာမမမှန်ပြောင်းရဲ့ဘူးလေနော်ငါးသုံးညတုံးမှာတဲ့၆ခုချိန်မှာပြီးခဲ့နေတာတဲ့အောင်လေလက်စင်မအောင်နဲ့နေတော့မရှိသေးဘူးပေါ့အဲ့တော့ဒီမှာလည်းခုံ၅ခုံကမှမထောက်ခဲ့ဘူးဒါပေမဲ့သူ့ရဲ့ထူးခြားမှုရှိတယ်ဒီခုံ၅ခုံလို့ထွက်ပြီးဆိုလည်းသူ့ရဲ့မောင်နှမထဲမှာဒီကောင်ဗရိကူကြောင့်ကိုပါဝါလေးခါဆိုပြီးတော့တလုံးလေးခါ၃ချိန်ကြာတစ်ချိန်နှစ်ချိန်ပေါ့နော်အပေါ်မှာရှိနေလေးခါ၃ချိန်မရှိတော့ထူးဆန်းတာနော်ထူးခြားမှု ထူးခြားမှုဆိုရင်ကျွန်တော်အဲ့တော့ခွန်ငါးခွန်လို့ထွက်ပြီးဆိုရင်သူ့ရဲ့နောက်နေထဲမှာလေးခါခွန်ငါးခွန်ကဘေးကိုပြေကိုပေါပါလေးခါတလုံးနှလုံးသုံးလုံးကြတယ်နော်သုံးလုံးကြတယ်အဲ့ဆိုရင်ကျွန်တော်ကခွန်ငါးခွန်လို့ထွက်ပြီးဆိုရင်သူ့ရဲ့နောက်နေထဲမှာလေးခါဒီမှာသူကဒုတိယကနေတတိယကကိုတပင်းကျော်လေးခါလာခဲ့တာဒီမှာလေးခါလေးခါသုံးလုံးပဲကြတယ်ခွန်ငါးခွန်ကဘေးကိုမလို့ပေါ့နော်လေးခါသုံးလုံးပဲကြတယ်အဲ့ဒါဆိုရင်အဲ့ဒီလေးကစားကွက်တီကြောင့်သူထည့်ချင်တာလားသူ့ရဲ့နောက်နေထဲမှာဟုတ်ကဲ့မူခွက်တော့ချင်တယ်လေးခါ သူ့ရဲ့အောက်တပွဲကျော်ကအနမ်းထိုက်ပြန်ကြတယ်နော်ဒါနဲ့တော့ခရီးချော်ဖြစ်နေတယ်နော်အဲဆိုရင်ဘုံကကုလိုပြောတာနဲ့သူကနောက်နေထဲမှာလေခါတုံးလုံးထည့်ပြီးတော့သူ့ရဲ့နောက်နေထဲမှာလေခါလေခါနော်သူ့ရဲ့အောက်အနှစ်ပြင်ကျော်ပြောတာလေခါလေခါတပြင်ကျော်ထိုက်ပြန်ကြတယ်ဒါကြောင့်လေခါပဲယူလို့ရတော့လေခါရဲ့အောက်ကကနန်းထိုက်ပြန်ကြတယ်ဘယ်မှာဖြစ်အဲ့တော့ကျွန်တော်ခုံငါးခုလို့ထွက်လာတယ်သူ့ရဲ့နောက်နေထဲမှာမလေးခါရှင်းနေမှာတော့တည်းသူမကြခဲ့ဘူးနော်မကြခဲ့ဘူးအဲ့ဆိုရင်မလေးခါ ဒီအောက်တပင်းချောက်က696မှာကြာတော့မလားဒါပေမဲ့သူကစိုက်ကတာဝန်ကြီးတော့လာဆိုတာကျွန်တော်ကပြောလို့မရဘူးเนาะကြာရင်ကြာတော့နိုင်တယ် break 6ခေါင်းကောက်ထွက်တယ်နောက်တစ်နေ့ကျော်မှာ break 6ပြန်ကြာခေါင်းကောက်ထွက်တယ်နောက်တစ်နေ့ကျော်မှာရှင်းနေငါဖိန်ငါပြန်ကြာခေါင်းကောက်ထွက်တယ်နောက်တစ်နေ့ကျော်မှာ break 4ကပြန်ကြာသွားပြီကျွန်တော်တို့ကမှာမှာတည်းမှာဒီကောက်ကောက်အာအောင်ခဲ့တာ396 396မှာအောင်အောင်ခဲ့တာ ဘေးကြီးပြန်ကြတော့ဒါပေမဲ့သူပေးချင်ရင်လည်းပေးသွားနိုင်ရင်တော့ဒါကထိုက်ရပြန်ကြကြိုက်တယ်ဆိုရင်မဆွမ်းလာကခုံကိုနောက်ကလိုင်းကနေရောဒီလိုအချိန်ကြိုက်ရိုက်အဲ့ဒါနဲ့ပြန်ကြခါတော့မနှက်ကနဲ့ခွဲဆိုရင်ဒီကက်လို့ဖြစ်သွားမယ်မင်းကြောက်အပေါ်မှာထွက်ပြီးသားကနေပြန်ကြအဲ့အလိုမျိုးရိုက်တဲ့ရိုက်ချက်ဖြစ်သွားမယ်အဲ့တော့ကိုးချောင်းချောင်းလည်းကောင်းတယ်ဆွမ်းလာကလည်းဒီမှာဝမ်းချင်းကနန်းဆိုရင်ကျွန်တော်တို့ကဟိုပုတ်ကူညံကူထုံးတော့ဒါကကျွန်တော်ကတော့နောက်တစ်ခုပြောချင်တာကကျွန်တော်ဘယ်လိုတွေးလိုက်လဲအဲ့တော့ပြပြတာမပြပြလည်းလောက်မျိုးအတွေးအယူဆတွေဒီကပြီးကြတဲ့နေ့ကလက်ပြီးအောင်ခဲ့တာလေးမျိုး ဘာလို့ဆိုတော့ဒီမှာပထမကပ်မှာကြတော့မူခွဲတော့ပြီးခုံမရိလေခါသူ့အတော့ခွဲကြွားကနေပြန်ကြ။မင်းခုံငါခုံလို့ထွက်လာနောက်တစ်နှစ်ကျော်မှဘရိတ်ခွန်လေခါသူ့အတော့ခွဲကြွားကနေပြန်ကြ။ဘရိတ်ငါအဲ့တော့ဒီမှာခုံငါခုံနောက်တစ်နှစ်ကျော်ထွက်လာနေဘရိတ်မဘရိတ်ခွန်မတည်ဘရိတ်ခွန်လေခါလို့မတည်သူ့ရဲ့အတော့ခွဲကြွားကနေဒီကနေပြန်ကြ။သို့မဟုတ်ရှိချောက်ကုန်ပြန်ကြ။သူကဗရိတ်ခွန်ရဲ့အောက်နှစ်ပွဲကြွားကနေလေခါကသူမထည့်တော့။ငုခွဲထုတ်တဲ့သဘောကြီးရှိတယ်။ဗရိတ်ခွန်ရဲ့အောက်နှစ်ပွဲကြွားကနေပြန်ကြ။ ။အဲ့ပါဘိတ်လေး။ဒီခါကိုဖယ်ထုတ်လိုက်တာ။ဘိတ်ခုံရအောင်နှစ်ပွဲကြွားကနေဘိတ်ချောက်ပြန်ချ။နောက်တစ်နေ့ကြွားလိုက်တယ်ဘိတ်ခုံရအောင်နှစ်ပွဲကြွားဘိတ်ငါပြန်ချ။အဲ့ပါဘိတ်ခုံရအောင်နှစ်ပွဲကြွားဘိတ်ချောက်ဘိတ်ငါဘိတ်လေးတို့တည်းနှစ်ပွဲကြွားကနေပြန်ချ။ကျွန်တော်တို့ပြန်ကြတော့လေနောက်တစ်ခုကအဲ့ဆိုင်ထဲမှာရှိရဒီခွန်ငါးခွန်နောက်တစ်နှစ်ကျော်တယ်မှာဒီခွန်ငါးခွန်ကနေပြလိုက်1 2 3 4 5 6ဟင်ဒီမှာဒီခွန်ငါးခွန်ကနေစတင်1 2 3 4 5 6ခွန်ခုနှစ်ကျင်းရောက်မှာသူကဖိတ်ချောက်ကြီး6ကြီး6 ်6 6ပြစ်ချက်ကြပြခုံးကွာသူလေးလေးဆော်လဲတော့မှသူ6ပြစ်ပြန်ကြမှာပေါ့နော်နောက်တစ်နှစ်ကျော်လိုက်ပြင်းနေ3 4 5 6 9ခုနှစ်ကျော်မှာပြစ်ချက်ပြအချိန်လိုက်တည်ထားပြီနော်ဒီကောင်လေးပြန်ကြရတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြင်းနေ3 4 5 6 9နော်ပြင်းနေ3 4 5 6 9ခုနှစ်ကျော်မှာပြစ်ချက်ဒီကောင်အပေါ်ပြန်ကြရတယ်နော်အပေါ်ပြန်ကြရတယ်ခုံးကွာနေအချိန်ကမှာပြစ်ချက်ခုံးကွာလေးရနေအချိန်ကဒီမှာပြစ်ချက်နော်နှစ်ခါထွက်လို့ပဲခြုံရင်ခွန်ကားခွန်နေအချိန်တိုင်းတို့လည်းပြစ်ချက် အဲ့ဒီကနေနှစ်ခါထွက်မလား466အဲ့ဒီရောဟုတ်ကောမမမဝင်နိုင်တဲ့သူကကျွန်တော်ဆရာမဝင်နိုင်တဲ့သူကဟုတ်ချိန်ပြီးတော့ထိုးပေါ့နော်ကိုကြိုက်တဲ့ကိုကြည့်လေကိုဟုတ်တယ်နဲချိန်ပြီးတော့ထိုးကျွန်တော်ကဒီ20 20ချိန်မှာဒီကွက်ကောင်းကိုပြန်ကြအောင်ပါဘာလို့ဒီကွက်ကောင်းပြန်ကြအောင်မယ်အခုဟာကရှေ့နှစ်နှစ်ကျော်ကနေဆိုရင်ကျွန်တော်တို့ကဘာလို့ရှိလဲခွန်68 ကျွန်တော်တို့အကြိုက်ဆုံးကြီးဒဲ့တယ်ပြီးတယ်မယ်နော်68ရှစ်တင်ရတော့ကိုဒဲ့လေးတွေပေါ့နော်ဒဲ့အားပြန်ပေါ့နော်ကျွန်တော်အကြိုက်တယ်လောလောဆယ်ယာယီကြိုက်တဲ့ဟာလေးတွေကျွန်တော်လည်း like ချိန်နေတော့ဖြစ်တယ်ကြိုက်ကြိုက်ကြိုက်ကြလေးဒီအဲ့တော့ရှင်းနှစ်နှစ်ဒီဘက်ကလည်းပြန်ကြဆိုရင်နှစ်နှစ်၄၆ဒီမှာ၆၈ခွန်၃၉ကို၄၆

မြင်လာပါဗျာနော်ဒီလောက်ပါပဲကျွန်တော်ကနားမှာဝယ်ခြင်းတစ်ချိန်သာတောင်းပေးခိုင်းရတဲ့ဆိုတစ်ရက်ပါဗျာနော်၃လတာဆိုရင်ဗတ်လီယာဒီမှာပြရဆို၄လောက်ပါနောက်2026တနစ်စာနှစ်သိမ်းပါနော်အခုလက်ကျန်ကြီးအခါမဲ့2026နှစ်ဦးပိုင်းမှာလာဝယ်လဲနှစ်သိမ်းတယ်အခုချိန်ဝယ်လဲနှစ်သိမ်းပါပဲနော်ခိုင်းရနေဆိုပြန်ထားပါနော်အားလုံးမြင်လာပါ